အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာဆွေမြင့်ရေးသားထားတဲ့သုံးနာမညီတရိကံဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာမိုးမြင့်အောင်ကားကိုခြံထဲသို့မောင်းဝင်လိုက်တယ်ထို့နောက်ဆက်သက်ပြီးကားပေါ်မှာဆင်းလိုက်ပြီးလျက်ကားတကားပြန်ပိတ်လိုက်တယ် အေးဆက်တဲ့ညင်ရံရဲ့လေကတသုံးသုံးတိုက်ခတ်နေတယ်။သူကလေတိုက်နေတာကိုပမာမပြုတ်အမှုမထားပဲအိမ်တကမကြီးရှိရာသို့ဆက်လျှောက်လာတယ်။ထိုအခိုက်တန့်တွင်အိမ်အတွင်းရှိမိဖို့ကန်းထဲတွင်မီးလင်းနေတာကိုသူသတိပြုမိလိုက်တယ်။သူရုတ်တရက်အံ့ဩသွားမိတယ်။ဝင်းမြတ်သူစားရဲ့ကားသည်ခြံထဲ၌ဖြစ်စေကားကိုယ်တိုင်အတွင်း၌ဖြစ်စေ ရှိမနေပေဝဲမြတ်သူစားသည့်လမ်းခုလက်တွင် ကားဆက်ချုပ်ယွင်းသောကြောင့်အငှားကားဖြင့်အိမ်သို့ပြန်ရောက်နေခြင်း ဖြစ်ပေလိမ့်မယ်ဝဲမြတ်သူစားသည်သူမရဲ့ပရာတို့ကိုကျွမ်းကျင်စွာမောင်းတက်ယုံမှအပဆက်အကြောင်းနှင့်ပတ်သက်၍လုံးဝနားမလဲစင်စစ်အားဖြင့်နားလေစရာလည်းမလိုပါကြီးကားဆက်တစ်ခုခုဖြစ်ရင်နီးယာဝက်ရှော့ကို ဖုံးဆက်အကြောင်းကြားလိုက်တယ် ထိုအခါဆက်အကြောင်းနားလဲကျွမ်းကျင်စွာပြင်ဆင်တတ်တဲ့မဂနစ်တူးက အကောင်းဆုံးဖြစ်သည့်အထိပြန်လဲပြုပြင်ပေးလိုက်မယ်။တန်ရတဲ့ကြီးပြုပြင်ကားကိုလည်းမြည်သည့်အခါမှဈေးစစ်ရိုးထုံးစံမရှိ။ဝင်းမြတ်သူစားကအပြည့်အဝပေးယုံမျှမကအပူကြီးပင်စောင်း၍ပြည့်တတ်သေးတယ်။သွားလျာတွင်ငွေကိုလန်းခင်း၍ရှောက်လန်းသွားတတ်တဲ့ဝင်းမြတ်သူစားဖြစ်ပါလေ။ဝေဆိုဒီမှာသူမအဖို့ ပရိသတ်ပင်မှစုခုရနိုင်တဲ့အလားထင်မှတ်ရတယ်။ထို့ကြောင့်ဝင်းမြတ်သူစားသည် သူမအတွက်ဖြောပြစရာလင်းယောက်ျားတစ်ယောက်ဖြစ်တဲ့မုံမြင့်အောင်ကိုခေါင်းခေါက်၍ရွေးချယ်ရယူပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။တို့ရရင်အိမ်အောင်သက်ကြာမြင့်လာတာနဲ့အမျှမုံမြင့်အောင်သည်ဝင်းမြတ်သူစားရဲ့ငွေဝယ်လင်းအဖြစ်သို့ရောက်ခြင်းမလရောက်ရှိနေတဲ့သူ့ရဲ့အဖြစ်ကို နာနာကြီးကြီးခံစားသိရှိနားလေလာတော့တယ်။မုံမြောင်သည်အိမ်တကားကိုတော့ဖွင့်၍အိမ်တွင်သို့ဝင်ခဲ့တယ်။ယင်းသို့ဝင်သွားစဉ်အချိန်တော်တွင်နင်းစီချိုနှင့်ပတ်သက်၍သူ့အုံနောက်အတွင်း၌ကြိုတင် တွေးထင်ထားခြင်းမရှိပါကြ။တို့ရတွင်နင်းစီချိုသည်အိမ်ရှိဧကန်းတွင်ရှိသားနာထဲဝါတဲ့ဆူဖာကြီးပေါ်တွင် ပုံစံကြကြလှလပပထိုင်ကား မိုးမြင့်အောင်အားအပြုံးလဲလဲဖြစ်ကြိုးစိုးနေတာကိုတွေ့လိုက်ရတယ်။မိုးမြင့်အောင်ကပြန်လဲပြုံးပြခြင်းမပြုဘဲရှူတင်းတင်းဖြစ်ကြည့်လိုက်တယ်။နင်းစီကြိုးသည် တွေ့ပြောင်းနှွေနှောင်းသော ရမင်းရုပ်ထုလေးပမာအစွမ်းကုန်အလှပြင်ထားတယ်။ဝတ်ဆင်ထားတဲ့ဝတ်စုံဒီဇိုင်းကလည်းသူမရဲ့အချိုးအဆက်ပြည့်ပြည့်ကျနာတဲ့ကိုခန္ဓာအမိုးအမြင့်အပြည့်အလျော်များကိုတင်းတင်းရင်ရင်ပေါ်လွင်နေစေတယ်။ နင်းစီယိုရဲ့လက်ထဲတွင်လက်ဖက်ရည်ပကံကိုကင်ထားတယ်။ထို့ကြောင့်မိဘကန်းတွင်မီးလင်းနေသည်မှာနင်းစီချိုလက်ဖက်ရည်ဖြော်တော့ရန်ရည်နွေးကြိုစဉ်ကမိဖွင့်ထားခြင်းဖြစ်နိုင်တယ်။ကိုအောင်သူမရဲ့အတန်ကချိုလင်းတဲ့နေသူဆွဲဆောင်မှုအပြည့်အဝပါတယ်။မိုးမြောင်ကသူနှစ်ရှေ့တက်တဲ့တွင်ရက်ရွေ့ငုတ်ကြည့်လိုက်ပြီးနောက် အခုအခက်အတန့်အတွင်းဒိုးစီကိုမလာစေခြင်းဘူးလို့တေချာသတိပေးထားတယ်မဟုတ်လားချိုးဟွန်းဒါပေမဲ့ကိုအောင်ပဲအိမ်တော့ကိုပေးထားပြီးတော့ဟာအဲ့ဒါကလွန်ခဲ့တဲ့တလလောက်တုန်းကသူစာပြပခီးထွက်နေတော့မှုချိုးအချိန်မရွေးဝင်ထွက်နိုင်အောင်ပေးထားခဲ့တာအခုသူစာပြန်ရောက်နေပြီတကယ်လို့ချိုးနဲ့တို့အကြောင်းသူစာတိသွားရင် ပြဿနာတက်သွားနိုင်တယ်ချိုး အဲ့ဒါမင်းသိဖို့ကောင်းတယ်မိုးမြောင်ရဲ့လေတန်းကအနှဲငယ်ထန်းနေတယ်နင်းစီဂျိုဒီလက်ထဲမှာလက်ဖက်ရည်ပကံကိုဇပွဲပေါ်အသာချလိုက်ပြီးလင်းမိုးမြောင်ရဲ့လက်မောင်းကိုဖတ်တွဲကသူမရဲ့မုံမှုရွှေရင်နဲ့ဖိကတ်လိုက်တယ်ထုံနောက်ခူးခူးခက်ခဲလေးရည်လိုက်၍အဲ့ဒီလိုမျက်နှာကြီးမတင်းထားပါနဲ့ကိုအောင်ရဲ့ကဲ အေးအေးဆေးထိုင်ပြီးပြောရင်လည်းရပါတယ်။သူစားကပါတီပွဲရောက်နေတာ ချူတေချာတရင်ရတယ်။ဘယ်နည်းနဲ့မှည7နာရီမထိုးမချင်းပြန်ရောက်အောင်မှာမဟုတ်ဘူး။အခုမှ7နာရီပဲရှိသေးတာ။သူစားပြန်ရောက်ဖို့3နာရီကြီးများတော့လိုသေးတာပဲကိုအောင်ရ။အေးဆေးပေါ့။အဲ့လောက်အတိတ်မရဲသိမ့်ဘူးချို့။ လက်ဖက်ရည်တောက်ပြီးရင်ပြန်တော့ဟုတ်လားတို့စီစဉ်စရာလေးတွေစီစဉ်ရအောင်မယ်မိုးမြောင်ကနင်းစီချိုရဲ့မေးစီလေးကိုဖွာဖွာတာတာကန်၍နှစ်သိမ့်လိုက်တယ်ဟမ်ဒါဆိုကိုအောင်ကချို့ကိုနှင်ရက်တယ်ပေါ့ဟုတ်လားသူမရဲ့မျက်နှာလေးကငုံမဲ့မဲ့လေးဖြစ်သွားတယ်မျက်ဝန်းနဲ့ထဲတွင်မျက်ရည်ကိုများဝေးတက်လာတယ်မုံမြောင်ရင်ထဲတွင်ကြင်ကနေခန်းစားလိုက်ရတယ် တနေ့နေ့တစ်ချိန်ချိန်မှာဒုနဲ့ချူအတူတူနေရဖို့အတွက်အခုနေအခါမှာစင်ကျင်မှုပြောတာပါကွာချူကလိမ့်ပါပါတယ်မိုးမြောင်ကအနှင်းစီချူရဲ့ပြေစင်ညက်ညောတဲ့နဖူးပြင်ကိုသူ့နာရန်နဲ့ထိယုံမြအသားအရာနမ်းလိုက်တယ်ထို့နောက်သူမရဲ့ပြည့်တင်းတဲ့ကုလုံးလေးကိုသိမ့်ဖက်ရန်ကြိုးစားတယ်တို့ရတွင်နှင်းစီချူကအဖက်မခံပဲလူးလွန့်ယုံထွက်သွားတယ် ိုအောင်ပြောတဲ့တနေ့နေ့တချင်းချင်းဆိုတာဘနဲ့ကဘာအထိစောက်ရမှာလဲချို့တော့စောက်ရလုံးလို့စိတ်တောင်မရှိကျင်တော့ဘူးအတိအကြတော့ပြောလို့မရလို့ပေါ့ချို့ရဲ့ဒါပေမဲ့တိတ်ကြာမှာမဟုတ်ပါဘူးနောက်ထပ်3လလောက်ဆိုရင်အဆင်ပြေမှာပါကဲပြန်တော့နော်ဟုတ်လား3လကြီးများတော့ဟုတ်လားကိုအောင် နင်းစီချိုကတပ်ပြင်းမောလေးတစ်ချက်ချလိုက်တယ်ဟွန်းဒါပေါ့လေကိုအောင်ပြောသမျှချိုကညင်းပယ်နိုင်တာမှမဟုတ်ပဲချိုဘွားကတကယ်တော့မပိုင်ဝက်မွေးတဲ့အနေထားမဟုတ်လားနင်းစီချိုရဲ့အတန်ကတုံရင်လှောက်ခါနေတယ်မျက်ဝန်းနဲ့ထဲတွင်ဝေးတက်လာတဲ့မျက်ရည်ကိုးများသည် မျက်ရည်အဖြစ်သို့ပြောင်းလဲကပါပြင်းမုံမို့ပေါ်သို့ထွက်အန်စီးကြလာတယ် မိုးမြင်အောင်ကနှင်းစီချိုးရဲ့လုံးဝနဲ့ပခုံးသားလေးကိုစုပ်ကန်၍မိုးအစ်တဲ့မျက်ခွန်နှစ်ဖက်ကိုတစ်ချက်စီနမ်းလိုက်တယ်ချိုးပေါ်မှာတို့ကဘလောက်ဒုတယ်ကြီးမားတဲ့မြတ်တာနဲ့ချစ်နေရဲဆိုတာချိုးသိပါလေမနှက်ပြန်ကြရင်ချိုးစီကိုတို့လာခဲ့အောင်မယ်အဲ့ဒီတော့မှတေချာပြောပြမယ်နော်စောင့်နေတည်လား နေ့စီချိုကဥအောင်လေးတစ်ချက်ညှိပြတယ်။ရေသွဲကော့လျားတဲ့မျက်တောင်ဖျားတွင်ကန့်ညိနေတဲ့မျက်ရည်ပေါက်သည်ကျမ်းပြင်ပေါ်သို့တောက်ခနဲကျသွားတယ်။အဲလိုမျိုးနားထောင်လို့တို့ကရင်မကြီးနဲ့အပြစ်ချေရတာမိုးမြောင်ကနေ့စီချိုရဲ့ကြော့ရှင်းတဲ့လဲတိုင်းကိုနမ်းလိုက်ပြီးနောက်ပါချင်းကတ်ထားတယ်။ချူဝါလေကိုအောင်နဲ့ ည10နာရီခွဲလောက်အထိနေရလိုက်မယ်ထင်ပြီးကိုအောင်မရောက်ခင်ကလေးကသူစာအလှပြင်ခန်းထဲကအလှပြင်ပစ္စည်းတွေနဲ့ကြာကြာနာနာဖီလိန်ပြင်ဆင်ထားရတာအခုပြန်ရမယ်ဆိုတော့အလှပြင်ထားတာအလကားဖြစ်ကုန်ပြီပေါ့ကိုအောင်ရေနှင်းစီချိုးရဲ့အသံမှာလှိုက်လိုက်လဲလဲကြေကွဲတန်ပါနေတယ်အလကားမဖြစ်ပါဘူးချိုးတကယ်တော့ချိုးရဲ့ပင်ကိုအလှဟာမပြုတ်မပြင်းပဲနဲ့ကို ်ဆွဲမှတ်เสียအကောင်းဆုံးမှာတို့အမြင်အာယုံထဲမှာချိုးဟာတနေ့မှာ24နာရီလုံးလုံးလှနေတဲ့သူပါဘလို့ပဲကြည့်ကြည့်ဘယ်ချိန်မဲကြည့်ကြည့်တကယ်ကိုဆွဲဆောင်နိုင်တဲ့ညှို့တဲ့အပြည့်နဲ့မိုးမြင့်အောင်စကားမဆုံးမီနှင်းစီချိုးကသူမရဲ့လက်ဖွာမိုးမိုးဖြစ်မိုးမြင့်အောင်ရဲ့နှခမ်းကိုဖိကတ်ထားလိုက်တယ်ကိုအောင်ကအယမ်းမြောက်တယ်ကွာချုံမနေတတ်တော့ဘူး မနှက်ပြန်ကြဆက်ဆက်လာနော်ကိုအောင်ကြိုက်တဲ့ကြိုက်လန်နဲ့ပစုံဖတ်ထုတ်ကျော်အစင်သင်ပြင်ထားလိုက်မယ်စိတ်ချအခွင့်အရေးရတာနဲ့ချိုးစီကိုအရောက်လာခဲ့မယ်မုံမြောင်နဲ့နှင်းစီချိုးတို့နှစ်ယောက်တယောက်ကိုတယောက်တင်းကျက်စွာဖတ်လိုက်ကြပြီးနောက်မျက်နှာအနှံ့အပြားအပြန်အလှန်နန်းရှုပ်လိုက်မိကြတယ်မင်းနဲ့အနှဲငယ်ကြားမှကိုလုံးချင်းခွာလိုက်ကြတော့တယ် မိုးမြောင်သည် နေစီချိုရဲ့တောင်းမြစ်ဖနက်တံအမောင်ထဲတွင်ပျောက်ကွယ်သွားသည့်အထိစောက်ကြည့်နေလိုက်မိတယ်။ထို့နောက်အင်ရှိဒကမကြီးကိုပိတ်လိုက်ပြီးနောက် မီးလင်းနေစဲပင် ဖြစ်တဲ့ဧကန်းဝန်းကျင်ကိုအကြည့်တစ်ချက်ဝေးလိုက်တယ်။လာပါခင်မီစမ်းတဲ့အဖိုးထိုက်အဖိုးတံအိမ်တော်ပြိဘောကများဖြစ်မုံမှန်ပြင်ဆင်ထားတယ်။သူသာတို့ဧကန်ဟာဖဲဧကန်နဲ့မှမတူအောင် အရန်ထဲဝ ခန်းနာတာပဲကွယ်ဆိုတဲ့ကြီးမွန်တံများမှာဝင်းမြတ်သူစာရဲ့အပေါင်းအသင်းရေပေါ်စီအတိုင်းဝိုင်းများရဲ့နှုတ်ဖြားမှထပ်ပေါ်လိရှိပါတယ်။အီတလီယံနိုင်ငံဖြစ်မွေးဖွားကိုစိုးကြီးကိုခန်းလုံးပြည့်ခင်းထားတော့ကြောင့်ရှောက်လန်းသူရဲ့ခြေပုံမိုးကိုပင်မြုပ်သွားနိုင်တယ်။အဘော်သူတက်တဲ့ကျွန်းသားလေကားကြီးကတစ်စစ်ချိုးကိုွေဝိုက်သွားတဲ့လေကားထက်များပေါ်တွင်လဲတာမွေကိုစိုး จติกั่วကိုခင်းထားသည်မှာနင်းရက်เสียပဲမရှိမိတို့ပင်ဖြစ်စေမိုးမီအောင်သည် ထိုလေကားတဲ့မြောက်ကိုတထေချင်းနင်း၍တက်သွားတယ်ဝင်းမြတ်သူစာရဲ့အိတ်ခမ်းနဲ့တွဲလျက်ရှိတဲ့အလှပြင်ခန်းထဲသို့တောက်လျှောက်ဝင်ခဲ့တယ်ဝင်းမြတ်သူစာရဲ့အလှပြင်ခန်းသည် အထက်တန်းလွှာတစ်ခုလုံးရှိအမျိုးသမီးအတိုင်းဝိုင်းထဲတွင် အကျော်ကြာဆုံးဖြစ်ပါတယ်တံမိုးကြီးမြင့်တဲ့ကဘာကျော်အလှပြင်ပစ္စည်းများဖြင့်ပြည့်စုံနေတယ် channel lore စတဲ့ပါရီမျိုးရဲ့အလှအပခြေလှမောမှန်တဲ့အလှကုန်များနဲ့အမွေးနသာများနောက်ဆုံးပေါ်အလှပြင် ကရိယာများစသဖြင့်ပြည့်ရှမ်းနေပြီးကိုလုံးပေါ်သုံးဘက်မြင်မှန်ချက်များတက်ဆင်ထားတဲ့မှန်တင်ကုန်ကြီးနဲ့အလှပြင်နေချိန်တွင်လိုအပ်တဲ့အလင်းရောင်များကို အရက်ရှင်းမျက်နာမှပြည်စင်တည်မှုေစွာ ကြားရောက်စေရန်မိစလိုက်များဖြင့်ဖန်တီးတက်ဆင်ထားသေးတယ် မုံမြောင်သည်အလှပြင်ကမ်းမတဆင့်အိတ်ခမ်းထဲသို့ရောက်ရှိခဲ့တယ်။ထိုအိတ်ခမ်းသည်ပင်လျင်ဝင်းမြတ်သူစာရဲ့အိတ်ခမ်းဖြစ်ပါတယ်။သူနှင့်တရားဝင်လက်ထပ်ပေါင်းတင်ထားတဲ့အတိုင်းအိတ်ခမ်းတခန်းစီတီးတန့်ခွဲခြားထားတယ်။ထို့သောခွဲခြားထားခြင်းကို အနောက်တိုင်းဆန်တယ်။တနည်းအားဖြင့်ဘူဆန်တယ်ဟူ၍ဝင်းမြတ်သူစာကထင်မြင်ယူဆထားတယ်။သူမအနေနဲ့ဆန္ဒရှိတဲ့အခါကြမှာ မိုးမြင့်အောင်ရဲ့အိတ်ခမ်းတို့ကြလာလေရှိတယ်။အကယ်၍သူမဆန္ဒမရှိခြင်းဆိုရင် မိုးမြင့်အောင်သည် သူမရဲ့အသားကို လက်ဖျားဖြစ်ပင် ထိခွင့်မရှိပါကြည်။ထို့အခါဇနီးမယားဖြစ်သူရဲ့နိုင်ထက်စီးနှင်းမောက်မာစွာဆက်ဆံမှုများသည် အချိန်ကာလကြာမြင့်လာတာနှင့်အမျှမိုးမြင့်အောင်အတွက်ခံပြင်းစရာနာကြီးပွေရာများဖြစ်လာတယ်။ရင်တွင်း၌ တစားတစားနဲ့အဆိုင်ခဲဖြစ်လာကြပြီယခုအခါပါတီပွဲတက်နေတဲ့ဝင်းမြတ်သူသားသည်သူမနဲ့အကျင့်တူအမျိုးသမီးများလွတ်လပ်စွာပျော်ကြမဲ့တနည်းအားဖြင့်ကဲကြမဲ့ပွဲဆိုရင်မိုးမြောင်ကိုဘေးဖယ်ထားခဲ့တယ်မိုးမြောင်ကတခါတရံဝင်းမြတ်သူသားအားလွတ်လွတ်လပ်နေခြင်းရင်မိမိအားအချိန်မရွေးကွာရှင်းပြည့်စဲနိုင်ကြောင်းအရေးမြို့မြပြောခဲ့သေးတယ်စကားဦးတန်းခဲ့ဘူးတယ် တို့ရရင် သူမကဤတို့ပြန်ပြောတယ်သူစားအတိုင်းဝိုင်းဂုံတည်ရရှိ အထက်တန်းလွှာလောကမှာသူစားကိုလင်ပစ်မှလို့တိတ်ခါအကြမခံနိုင်ဘူးမိုးမြောင်ဒါကြောင့်ရှင့်ဆန္ဒဘလောက်ပဲပြင်းပြပါစေသူစားကတော့ကွာရှင်းပြက်စဲဖို့ဆိုတာလုံးဝစိတ်မကူမှတ်ထားပြက်ပြက်သားသားငင်းချက်တခုဖြစ်ပါတယ်တို့ရရင်ရွှေအိမ်ဆန်း ရွှေလောင်ချိုက်အတွင်းမှကင်းလွတ်ရန်တခုသာရှိတယ်။သူစားကိုကျွန်ုပ်ဘဝခရီးလမ်းမှ အပီးတိုင်ဖယ်ရှားရန်ဟူ၍တွေးမိတယ်။သို့ရာတွင်တကယ်တမ်းလက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပါကြီး။ထိုအခိုက်အတန့်အတော်အတွင်းနှင်းစီချိုနှင့်စုံစည်းခဲ့လေတဲ့အခါမိုးမြောင်အတွက်တွန်းအားတစ်ခုဖြစ်ပေါ်လာတယ်။တနည်းအားဖြင့်ဆိုရသောပောက်ကွဲလူဖြစ်နေတဲ့မိုးမြောင်ရဲ့ရန်အိုးသည် နှင်းစီချိုးဆိုတဲ့စနက်တန်ဖြစ် ရှို့လိုက်တဲ့ပမာ ဖြစ်လာလီတော့တယ်ဝိမျက်သူစာရဲ့ဂရင်အောက်မှ ခရီးဆောင်တည်ရည်တစ်တာကိုဆွဲထုတ်၍အဖုံးဖွင့်တယ်မတ်တပ်ဘီရိုကြီးကိုတော့ဖွင့်လိုက်တယ်အကယ်၍ဝိမျက်သူစာခရီးထွက်လျင်ဤတို့သောအဝတ်အစအထည်ပစ္စည်းများပါလိရှိသည်နီးဆိုတဲ့မေခွန်းရဲ့အဖြစ်ကိုမုံမြောင်ကအလွတ်ရနေပြီးသားဖြစ်ပါတယ် ထို့နောက်ဝင်းမြတ်သူစာနှစ်သက်မမောစွာဝစ်စင်လေးရှိတဲ့အဝတ်ထည်များကိုရွေးချယ်၍ခရီးဆောင်တရီတက်တာတွင်သို့အစီအီတည်တည်တတ်တတ်ထဲ့တယ်။ပြီးလျင်ဘရာဇီယာမှအစ အတွင်းကံပင်တီအစုံညာဝော့ပကြားမဝစ်စုံခြေညက်ဖနက်စသည်တို့ကိုထဲ့တယ်။ထို့နောက်နှကန်းဒီမိတ်ကပ်အလှပြင်ပစ္စည်းများကွန်ပတ်မြခုံးမွေးဆွဲတံမြက်တောင်ကော့စီ ရေမွေးမျက်ရည်ဆွဲစေးညာအိယာဝင်လိမ့်လေးရှိတဲ့ cream လက်သေးဆိုးစေးစသည်တို့ကိုသူမရဲ့မှန်တင်ကုန်ပေါ်မှရွေးချယ်ထဲ့နေစဉ်အမမထင် cream ပတ်တဘူးကို တွေ့လိုက်ရတယ်။နေညောင်အောင်အောက်ခံဘူးတွင် ထိုင်းဘာသာဖြင့်ငွေရောင်စလုံးများထွင်းလာတယ်။ထို cream ပတ်ဘူးမျိုးအပေါ်စားကိုဝင်းမြတ်သူစားထမ်းတွင်တစ်ချိန်တစ်ခါမှ မတွေ့ဘူးပါကြီး။သူဖြစ်လျင် မိုးမြောင်ကထိုခရင်ပတ်ဘူးကိုသူ့လက်ထဲတွင်ကင်တွယ်လှဲ့ပတ်ကြည့်ရှုနေရမှအဖုံးကိုဖွင့်၍ထွက်ပေါ်လာတဲ့အနံ့ကိုရှူဆိုင်မိတယ်။ဒုအခါအတော်နမောနမဲ့နိုင်တဲ့နှင်းစီချိုးကိုအပြစ်တင်ရမလို့ဖြစ်သွားရတယ်။သူမသည်မိုးမြောင်မရောက်မီကြိုတင်ရောက်နေပြီးတော့သူ့ပေးထားတဲ့အိမ်တော့ဖွင့်၍ဝင်ပြီးလျင်ဝင်းမြတ်သူစားရဲ့အလှပြင်ခန်းတွင်ကြက်ကြနန်းနာအလှပြင်ခဲ့တယ် သူမရဲ့စလင်းဘတ်ထဲတွင်အစဉ်အမြဲပါလိရှိတဲ့ခရင်ဘတ်ဘူးလေးကိုအမှတ်မထင်ထုတ်၍မိမိရော်ရော်ချထားကြံရစ်ခဲ့ခြင်းဖြစ်လိမ့်မယ်။မိုးမြောင်သည်နှင်းစီကျုံမိကြံနေခဲ့တဲ့ခရင်ဘတ်ဘူးလေးကိုကောက်ယူ၍သူ့ရဲ့ဂျာကင်အင်ကြီးအိတ်ထဲသို့ထည့်လိုက်လေတယ်။ထို့နောက်ဝင်းမြတ်သူစာရဲ့ခရီးဆောင်တရေတက်တာကိုဆွဲကာလေကားမှပြန်ဆင်းလာခဲ့တယ်။အချိန်အားဖြင့်ည9နာရီ ထိုးလိပြီနောက်ထပ်နှစ်နာရီဆိုရင်ဝင်းမြတ်သူစာအိမ်ရှိတကားသို့ရောက်ရှိပြီတော့မယ်ဝင်းမြတ်သူစာပြည်ပသို့ခရီးထွက်တော့မယ်ဟု၍သူမရဲ့ကွန်ပျူတာဖြင့်ရိုက်နှိပ်ထားတဲ့စာတစ်စောင်ကိုမုံမြအောင်ကလောက်ကြံဖန်တီးထားပြီးဖြစ်ပါတယ်မုံမြအောင်သည်ခရီးဆောင်တက်တရေတက်တာကိုဆွဲ၍အိမ်ပြင်သို့ထွက်တယ်ကားနောက်ခန်းတွင်းသို့တရေတက်တာကိုထက်ပိတ်လိုက်တယ်ထို့နောက် ိမ်နောက်ဖက်ခြံဝင်းတောက်ရှိပစ္စည်းဟောင်းများထားရာဂူတော်တွင်၌ဝါချင်းချင်းမီးလုံးတစ်လုံးရဲ့အလင်းရောင်အောက်တွင်မုံမြောင်သည်ပေါက်တူးလေးတစ်လက်ဖြင့်အလုတ်များနေလေတဲ့ဂူတော်ဟောင်းတွင်၌ခင်းထားတဲ့အုတ်ခဲများကို ရှေးဦးစွာဖယ်ချားပစ်လိုက်တယ်ဇိုထိုင်းနဲ့မြေသားပေါ်လာတဲ့အခါကျမှတွင်တူးတယ်တွင်အနှက်နဲ့အကျယ်ဝန်းကိုဝိမျက်သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့အနေတော်မြုပ်နှံနိုင်သည့်အထည် တူပြီးသားမြေသားများကိုထင်းရှုတစ်တာတွင်သို့ထဲ့ပြီးကားနောက်ဖုံးဖွင့်၍ထင်းရှုတစ်တာထဲ့လိုက်တယ်ကားနောက်ဖုံးပြန်ပိတ်ပြီးတဲ့အခါကျမှမိုးမြောင်ကခိတ္တအနာယူ အပန်းဖြေတယ်သူ့တကူလုံးတွင် ဝစ်စင်ထားတဲ့အင်ကြီးနှင့်ဘောင်းမီတို့တွင်ချွေးများရွှဲနှင့်နေလေတယ်အချိန်အားဖြင့်၁၀နာရီထိုးရန် 5မိနစ်မျှလိုသေးတယ်။မိုးမြောင်ရဲ့ကြိုတင်ဆောင်ရွက်မှုမှာပြီးတံတလောက်ပြီးစီးနေလိမ့်ပြီ။မိုးမြောင်ကကားကိုပုံမှန်အတိုင်းမောင်းခဲ့တယ်။မကြာမီမြို့ပြင်သို့ရောက်လေပြီ။မင်းနဲ့အနှဲငယ်မျှမောင်းခဲ့တဲ့အခါကားလမ်းမကြီးမှ ခွဲထွက်တဲ့လမ်းမွာလေးအတိုင်းတက်တော်အုပ်သေးသူ့ကိုယ်ဝင် မောင်းချခဲ့တယ်။ကားကိုရက်၍ဆက်တက်လိုက်တဲ့အခါကျမ တတွင်တွင်ရေစည်းတံကိုကြားလိုက်ရတယ်။ပဇင်းရင်ွယ်အတန်တို့ကပုတ်ဝန်းကျင်ရဲ့တိတ်ဆိတ်မှုထဲတွင် ထိုးပေါက်ဖြစ်ပေါ်နေတယ်။တခါတရံညင်ငတ်တကောင်တလေရဲ့စူးစူးဝါဝါအော်မီတံကအထိတ်တလန့်ဖြစ်စေတယ်။မိုးမြောင်အနေနဲ့ကားမီးကိုပိတ်ထားတယ်။ငွေလာရောင်ကြီးသည်တစ်ကိုင်းတစ်ခတ်တစ်ရွက်များအကျိုးအကြားမှမြေပြင်ပေါ်သို့ပျောက်တိပျောက်ကြားကျနေလေတယ်။ ဝမ်မြောင်ကထင်းရှူတစ်တာကြီးအတွင်မှမြေကြီးများကိုချောင်းငယ်တဲသို့တွန့်ချလိုက်တယ်။ချောင်းရီအလင်းသည်ထိုမြေကြီးများကိုအလွယ်တကူတည်ဆောင်သွားပေလိမ့်မယ်။ထို့နောက်ကားနောက်ခန်းတွင်ရှိခရီးဆောင်တရီတစ်တာကိုဆွဲထုတ်၍အဖုံးဖွင့်တယ်။ချောင်းစမကြောက်ခဲများကိုတစ်တာအတွင်သို့အပြည့်အကျက်တိတ်ထည့်ပြီးနောက်တေးကြစွာဂိယုတစိုက်တစ်တာပြန်ပိတ်တယ်။ထိုခရီးဆောင်တစ်တာကို ချောင်းရဲ့အနက်ဆုံးသော အပိုင်းသို့ချပစ်လိုက်တယ်။ဒုနေရာတွင်တာမန်လူတယောက်ရဲ့လက်တဖောင်သာမျှနှက်ရှိုင်းလိတယ်။ဒုဖြစ်ရာခီးဆောင်တက်တာသည်အလေးချိန်စီးတဲ့ကြောက်တုံးကြောက်ခဲအပြည့်တိတ်ထဲထားခြင်းကြောင့်ချောင်းရဲ့အောက်ခြေမြေပြင်တွင်ဆွေးမြေ့ပြက်စီးတဲ့တိုင်အောင်နှစ်ရီလများရှိနေပေလိမ့်မယ်။ ်ထိုချောင်းရဲ့အကြောင်းကိုမိုးမြအောင်ငယ်စဉ်ကတည်းကအကျွမ်းတော်ဝင်သိရှိထားတယ်။ချောင်းရည်သည် တောင်ကြရည်များမှတဆင့်ဖြည့်တင်းလျက်ရှိသောကြောင့်ဆက်နေရသည့်ပတ်လုံးတစ်ချိန်တစ်ခါမှရည်နှဲပါသွားသည်ဟု၍မရှိ။ဒေါအုပ်ထဲ၌ဖြတ်သွားဖြတ်လာလူတိုင်းကလည်းဤချောင်းရည်တည်းသို့မည်သူကားမှဆက်ဆက်ဆုဆုဆင်း၍ရည်ငုတ်ကြည့်ခြင်းမျိုး ပြုလုပ်ကြခြင်းမပြုကြ။ မုံမြောင်သည် သူ့ကားရထားရာသို့ပြန်လှည့်လာစဉ်တစ်တော်အုပ်ရဲ့အမောင်ကျတဲ့တဏျာမှချိုး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 လှုပ်ရှားတဲ့အချို့ကိုကြားလိုက်ရသောကြောင့်သူ့ခြေလန်းကိုရက်တန်း၍နားဆွန့်လိုက်တယ်။မုံမြောင်ရဲ့နှလုံးခုန်သံသည် အတိုင်းမသိညံဆန်လာလိမ့်တယ်။မကြမီအတန်ကြားရာနေရာဘက်စီမှခူခူခက်ခဲရည်တံတချို့ကိုကြားလိုက်ရပြန်တယ်။စင်စစ်အားဖြင့်မောင်ရိတ်ခုန်နေတဲ့ကားတစ်စီးနဲ့ ကားပေါ်မှာဇုံရဲရဲဖြစ်ကြောင်းသိလိုက်ရတယ်။ဒုတိုင်းအောင်မိုးမြင့်အောင်သည်မိမိရဲ့ကားပေါ်သို့ရောက်၍စီရရင်နောက်တွင်နေရာယူပြီးတဲ့တိုင်အောင်သူ့ရဲ့နှလုံးခုန်တန်ကမြန်ဆန်နေသေးပင်သူ့ရဲ့ပစ္စရိုတနတ်သည်ကားရှိကန်းဒက်ရှ်ဘုတ်ထဲတွင်အစင်သည့်ရှိနေတယ်။သူကတနတ်ကိုဆွဲယူ၍စုပ်ကင်လိုက်မိတယ်။တနတ်နဲ့သူ့လက်ဖွားရဲ့အတွေ့အကြုံပကတိ AD အဆက်ဖြစ်နေလေတယ်။သူကတနတ်ကိုဂျာကင်အိတ်အတွင်းသို့တွတ်သွင်းလိုက်တယ်။လောလောဆယ်အဖြစ်သူ့ရဲ့ခန္ဓာကိုယ်ကိုတင်းတင်းရင်းရင်း လေးလေးပင်ပင်ထိကပ်ဖိမိနေသောကြောင့်အနေရခတ်တော်လဲအခိုက်အတန့်မြစိတ်ကျဉ်ကျပ်မှုကို အောက်ဤတီးခံမှဖြစ်မယ်။မကြမီ ကိစ္စပြီးရင်ပေါ့သွားပြီလိမ့်မယ်လို့စိတ်ကိုဖြည့်သိမ့်လိုက်ရတယ်။သူမောင်းလာတဲ့ကားသည်သူ့အိမ်ရှိရာသို့ ဥတီနေလေတော့တယ်ဝိမျက်သူစာရဲ့အိတ်ခမ်းပရင်မီးလင်းနေတာကိုခြံနဲ့မလန်းမကန်ကလေးကသူသတိပြုံးမိလိုက်တယ်မုံမြောင်ကကားကိုညင်သာစွာဆက်လက်မောင်းခဲ့တယ်ကားကိုယ်တော်တို့တွားရလမ်းကြောင်းသည်အိမ်ဘေးဖက်မှပတ်၍မဲနေတဲ့အရိတ်ထဲသို့လူးလွန့်ဝင်သွားတယ်ထိုလမ်းကြောင်းအတိုင်းသူကကားကို မောင်းဝင်ခဲ့ပြီးနောက်ကားဆက်တက်၍ ားတကားဖွင့်ကကားပေါ်မှာဆင်းလိုက်တယ်။ဝီလာရောင်ကြီးမှုံဤဝိုးရွားဖြန်းထားတဲ့မြက်ခင်းပြင်ကိုဖြတ်လျက်အိမ်ဘေးဘက်တကားပေါက်ရှိရာသို့ရှောက်ခဲ့တယ်။မိဘကန်းရဲ့တကယ်ရွက်ကိုလူတကူစာဝင်ယုံမျှတာဝင်လိုက်တယ်။မိဘကန်းမှလှမ်းကြည့်လိုက်တဲ့အခါကျေဝန်းနဲ့ဧကန်းမှအတွင်း၌အမောင်ရိပ်တိတ်သီးစွာလွှမ်းခြုံနေလေတယ်။ တို့ရာတွင်အပေါ်တည်းရှိအခန်းတကားရွက်သည် အနေငယ်ဖွင့်ဟနေသောကြောင့်ထိုနေရာမှတိုးထွက်နေတဲ့ခရမ်းရောင်မှိန်ပြပြအလင်းရောင်သည် တစ်စစ်ချိုးလေကားတလျှောက်သို့မသေးမကွယ်ကြရောက်နေလေတယ်ထိုနေရာဝန်းကျင်သည်ဝင်းမြတ်သူစာဇီဝိန်ကြွေရမဲ့နေရာဤမိုးမြောင်သည် လေကားအောက်ခြေ တောက်ဘတ်တွင် အမောင်ရိတ်ခိုးကနေရာယူလိုက်တယ်။ဂျာကင်အိတ်ထဲမှပစ္စတိုတနတ်ကိုထုတ်ယူ၍တနတ်ဒင်ကို တင်းကျပ်စွာစုပ်ကင်ထားလိုက်တယ်။လက်ညှိုးကိုတနတ်မောင်းခွင်းထဲထိုးသွင်းထားတယ်။အသက်ကိုတဝရှူလိုက်ပြီးနောက် ဖြည်းဖြည်းချင်းမြင်း၍ပြန်ထုတ်ကလက်ဖြံတဆန့်တနတ်ပြောင်းကိုမြောက်ချိန်ထားလိုက်တယ်။ထိုအခိုက်အတန့်တွင် ဝင်းမြတ်သူစားရဲ့အိတ်ခမ်းတကားသည် ရုတ်တရက်လုံလုံလျားလျားပွင့်သွားတယ်။တကားပေါင်းမှထွက်လာတဲ့အမျိုးသမီးကိုထိုးချင်းကတနတ်မောင်းကိုသုံးချက်မျှညှစ်ဆွဲပစ်လိုက်တယ်။သူမသည် လေကားထိပ်မှ ခန္ဓာကိုယ်တစ်ခုလုံး ရှေ့သို့စိုက်ကလေကားထင်းများအတိုင်းဒလိတ်ခောက်ကွေးကျလာတော့တယ်။လေကားကြီးရဲ့အောက်ဆုံးထွေခွေခောက်လျက်သားမလုံးမရှက်ငြိမ်သက်နေလီတော့တယ်။ မိုးမြောင်ကလေကားအကွယ်မှထွက်၍အသက်ဝိညာဉ်ကင်းမဲ့နေတဲ့သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုငုပ်ကြည့်လိုက်မိတယ်။နှင်းစီချူရဲ့အသက်ရှူရက်နေတဲ့အသွင်သဏ္ဍာန်သည်မိုးမြင့်အောင်ရဲ့ရင်ကို အပြင်းအထန်တုံ့ရင်စေလေတယ်။မိုးမြောင်သည်အကြီးအကျယ်စိတ်လှုပ်ရှားမှုဖြင့်နှင်းစီချူရဲ့ဘေးရင်ဒူးထောက်လျက်သာထိုင်ချလိုက်တယ်။ ဘာဖြစ်လို့များနောက်တစ်ခေါက်ပြန်လာရတာလေခြူလေးရဲ့သူကဝိရဏတနစ်တဘိုးလိုက်လဲစွာ ခံစားမှုဖြင့်မိကွန်ထုတ်မိတယ်ထို့နောက်သူ့ရဲ့အိတ်ထဲမှအပေါ်စားခရင်ပတ်ကို အမှတ်မတင်စမ်းသပ်မိလိုက်တဲ့အခါအလိုအလျောက်အဖြေပေါ်လာတယ်နင်းစီချိုသည်ဝင်းမြတ်သူစားရဲ့အလှပြင်ခန်းတွင် သူမရဲ့ခရင်ပတ်မိကြံရစ်ချင်းကိုသတိရလိုက်မိသောကြောင့် ြန်ယူရန်ရောက်လာခဲ့ခြင်းဖြစ်မယ်ထိုအခါမစင်မခြင်းကမူးရှူတို့ပစ်လိုက်မိတဲ့သူ့လက်ချက်ကြောင့်ပွဲခြင်းပြီးတည်ဆုံသွားခြင်းဖြစ်ပါတယ်မုံမြောင်ကနှင်းစီချိုရဲ့အသက်မဲ့ခန္ဓာကိုယ်ကို ပွေဖက်လျက်ယောက်ျားကြီးတံမဲ့ယူကျုံမရစိတ်ဖြင့်ရှိုက်ကြီးတငင်ငိုကြွေးနေမိတယ်ထိုအချိန်တွင်အိမ်အပြင်ဘက်မှကားဆက်တံတတန်ကိုကြားလိုက်ရတဲ့အခါဆက်ကနေ ဥကောင်းထောင်၍ထလိုက်တယ်။ဝင်းမြတ်သူစာအင်းရှိတကမကြီးကိုတော့ဖွင့်၍ဝင်လာခြင်းတွင်ဧကန်းဆောင်အတွင်းရှိတန်ဆောင်တိုင်ကက်နာယီကြီးမှည7နာရီထိုးတန်ကြားလိုက်ရတယ်။မိုးမြင့်အောင်တခုတော့လုံးမဖြစ်မယ်။သူဘာလို့ရမည်နီး